င်္ဂလာပါ vlog ရဲ့ olive page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရော olive ပါတဒါဟော ဆိုတော့အခုဒီနေ့ကဟောကျွန်တော်စင်ကာပူပြန်တော့မှဖြစ်တဲ့အတွက်ဟောဘန်နေမှငွေသွားသွင်းရတယ်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ကကွာရန်တင်းဝင်ရမှာပေါ့နော်ခုရောက်လို့ရှိရင်ကွာရန်တင်းဝင်ရမှာဆိုတော့ကွာရန်တင်းဘုံ2300စင်ကာပူဒေါ်လာ2300သွင်းရမယ်ဆိုတော့အဲငွေသွားသွင်းရမယ်ပေါ့နော်ဒါပေမဲ့ငွေသွားသွင်းတဲ့ကိစ္စကတော့အခုလောလောဆယ်ပြီးသွားပြီအဲ့အဲ့ဒီတစ်ခါရပြီးသွားပြီဟိုနေ့ကတော့ကျွန်တော်က ဟိုပါလေ entry approval ကိုတင်ပြီးသွားပြီဟို40ရောက်လို့ရှင်ပြမယ် entry approval ကိုကျွန်တော်အကြောင်းနဲ့ချိန်ပြီးတော့တင်ထားတယ်အဲဒါပေမဲ့အဲ့ကိစ္စကတော့ကျွန်တော် video မရိုက်ဖြစ်လိုက်ဘူးဘာလဲဆိုတော့အဲလောလောနဲ့ဖြစ်သွားဆိုတော့အဲငွေတော်သွင်းပြီးပြီဆိုတော့အာဘန်နှစ်ခုလောက်သွားလိုက်ရဘာလဲဆိုတော့ကျွန်တော်ကရှိရဘန်နဲ့ဟိုဘက်ကသွင်းရမယ်ဘန်နဲ့ကြောင့်မတူတော့အာဒီကမ်ဘောဇာထဲပြန်ထည့်ရရပေါ့နော်အဲ့လိုမျိုးလေး procedure ရှိတော့ဒီနေ့မနက်ကအဲဘန်နေဘန်နေသွားပြီးတော့သွင်းရရနောက်တစ်ခုကဘာလဲဆိုတော့ အာကိုဗစ်ကာလဖြစ်တဲ့အတွက်ဗန်တန်းရမဖွင့်ဘူးဗန်တန်းရမဖွင့်တော့ကျွန်တော်ဗန်တော်တော်ရှာလိုက်ရမနေ့9နိုင်ကလေးကားစီးရထွက်တာဟိုဗန်သွားလိုက်ပိတ်ထားရဒီဗန်သွားလိုက်ပိတ်ထားရဆိုတော့အာနောက်ဆုံးတော့အဆင်ပြေသွားရပါတော့အခုတော့12နာရီ12နာရီ50ရှိပြီ12နာရီ50ရှိပြီဆိုတော့ဘိုက်လဲစနေအဲ့မှာဟိုကမ်ဘောဇာမှာစောင့်နေရင်ね Facebook ကိုဖွင့်ကြည့်လိုက်တငယ်ချင်းတယောက်ကသူကအာလူကျော်တင်တာရဲ့အာလူကျော်တင်တာဆိုတော့ကျွန်တော်အာလူကျော်စားတင်တာရဲ့သူဆီကလာပါရဲ့ တော့တကယ်တည်းကသူရဲ့ကိုယ်ပိုင် product လေးထုတ်တယ်။အမြဲတမ်းသူရဲ့ကိုယ်ပိုင် product လေးထုတ်တယ်။ကျွန်တော်အရင်တစ်ခါတော့ကကျွန်တော်ကိုရိုက်ပြီးထားတဲ့သူရဲ့ clueless ရဲ့ပြီးတော့အာဘာလဲ Lawrence Brand ရဲ့ပြီးတော့ Maze Green Audio ဆိုရတဲ့ငွေတော့ရပါ creation လုပ်ထားရဲ့ဒီဘာလဲ product လေးရှိရဲ့မကြတဲ့ဥစ္စာနဲ့ချန်ကျတော့ဆိုတော့ကျွန်တော်ဒီထဲမှာလည်းတင်ပေးမယ်။ဆိုတော့သူတို့ကိုလည်း supporting လုပ်ပါရဲ။သူတို့ support လုပ်ချင်တာဒါပေမဲ့ပြဿနာပါလဲဆိုတော့သူတို့ကအမြဲတမ်း มิงลีโปรดัตีไปทุกท่านเลยจ้ะเนานอเมริกงไม่เอาอย่าเตรียมแล้วสออกูรอตัวสกายมาไปวันอีนเทอร์ที่จ๋าตัวค่ะสอก็จ้ะมิเอามาสวยจนน้องสี่ไอ้ สี่แบน้ำหมายยามาทำแม ကျွန်တော်ကြွေးလိုက်တာနည်းနည်းလွန်သွားတော့ဟိုဘက်အဝေးရောက်သွားတော့လမ်းဆောက်ရတယ်ကကကူအာဒီမှာအာလူကြောဝယ်ခဲ့အာကြောစားရမယ်ကျွန်တော်အာလူကြောအရင်ချိန်တဲ့လူမဟုတ်ဒါပေမဲ့အာလူကြောအဆက်ဆိုအရင်ချိန်အာချွေးရိပဲအရင်ပူရတော့မြန်မာအရင်ကတော့ဟုတ်လားစားရဒီမို့လားမသိဘူးပူပူရဆော့ အာဗလေဒီဟာဒီမျိုးတငယ်ချင်းကိုအားပေးရပါတော့ဒီဟာကျွန်တော်အခုမှမဟုတ်ကျွန်တော်အမြင်တငယ်ချင်းနေစီရဆိုအားပေးရယ်ဥမာတငယ်ချင်း OS လုပ်ပြီဆိုလို့ချင်းတငယ်ချင်းစီရပတ်ပြီးအားပေးရယ်သူတို့ဘာရအောင်ပေါ့နော်ကိုတက်နိုင်တော့အားပေးရယ်ဘာလို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာထင်တာကလူတွေအဆင်ပြေရယ်ဆိုတော့ကိုတယောက်တည်းအဆင်ပြေနေုံနဲ့မရဘူး အာကိုမိသားစုအဆင်ပြေရမယ်အဲအထူးသဖြင့်ကိုပတ်ဝန်းကျင်အားလူတွေကိုနဲ့ဆွေမျိုးသားချင်းတွေအဆင်ပြေရမယ်ပြီးတော့ကိုချစ်တဲ့ဘေးမှာကိုချစ်တဲ့သူတွေရှိရယ်ကိုချစ်တဲ့တငယ်ချင်းတွေအဆင်ပြေရမယ်ဒီလိုအဆင်ပြေဖို့ဆိုတာသူတို့ရဲ့ effort တော့လိုကောင်းလိုလိမ့်မယ်ဒါပေမဲ့အဲကိုဘက်ကလည်းအထက်နိုင်ဆုံး support ပေးရမယ်ဒါကကိုဘက်ကတာဝန်ကျေရမယ်ဟွာဒီလားကျွန်တော်ပြောချင်တာဆိုတော့အာဒါကကိုကျွန်တော်ဒီဟာလေးကိုလိုက်တာဘာမှမဟုတ်ပေမဲ့သူရောင်းလိုက်ရတယ်ဟွာဒီလားဟိုကျွန်တော်တော့မလိုဘူးလားဆိုတော့ကျွန်တော်တက်လို့လေကျွန်တော်ကြိုက်တယ်လေပြီးတော့ကျွန်တော်တက်နိုင်လားဆိုကျွန်တော်တက်နိုင်တယ် အဲ့ဒီဟာဝယ်ဖို့တော့ကျွန်တော်တတ်နိုင်တယ်ဆိုတော့အာဒီလိုမျိုး support တစ်ခုလုပ်လိုက်ရတာကိုယ့်အတွက်လည်းဘာမှမဖြစ်သွားဘူးသူ့အတွက်လည်းခွန်အားဖြစ်သွားတယ်ပေါ့နော်ကျွန်တော်အဲ့လိုအမြဲစဉ်းစားပြီးတော့အာတငယ်ချင်းတွေ online shop လုပ်လို့ရှိရင်ဝယ်ဖြစ်တယ်ဆိုတော့ကျွန်တော်အခုအိမ်ပြန်လာတော့မယ်အာအိမ်ပြန်တဲ့လမ်းမှာပါအဲ့လိုနဲ့ဒီတော့ကြားထဲမှာမရိုက်ဖြစ်ဘူးရိုက်ဖို့လည်းမေ့နေတယ် အင်းနဲ့ဟမ်းမကောက်ပါဘူးပြမဲ့ကိစ္စအတွက်ပဲလုံမနေပါတယ်ပြီးတော့မှနည်းနည်းကြာလာပြီးတော့မှအဲသွားဖို့အတွက် confirm ဖြစ်သွားပြီ confirm ဖြစ်ပြီးတော့ဥမာမနေ့ပြန်ဆေးစစ်မယ်ဆိုရင်ဒီနေ့ရောက်တော့မှကျွန်တော်ပြန်ရိုက်ဖြစ်တယ်ဗောနော်အဲ့တော့ဆက်ကြည့်ကြပါအားလုံးပဲမင်္ဂလာပါကျွန်တော်အခုအာဗာလဲကျွန်တော်စီငေါ်ပြန်တော့မယ်ဗောနော်ပြန်မှုကအာ26ရက်နေ့ဆိုပြန်မယ်ဒီနေ့က23ရက်နေ့ဗောနော်ဆိုတော့ အာ emotional ဖြစ်တယ်။ဘာလို့ဆိုတော့ကျွန်တော်အခုအာဘာတငယ်ချင်းနဲ့တွားနေမယ်။ဘာလို့ဆိုတော့မနေ့ကကြာလို့ရှိရင်ကျွန်တော် swab test ယူရမယ် covid အတွက်။ဆိုတော့ကျွန်တော်တော်ပါလေအဲ့မှာလူတွေအများကြီးဖြစ်မှာဆိုတော့အိမ်ကိုပြန်မလာခြင်းဘောနော်ပြန်မလာခြင်းတော့ကျွန်တော်တငယ်ချင်းကသူတယောက်တည်းနေရဖြစ်တဲ့အတွက်အဲ့ဒီငယ်ချင်းအိမ်မှာသွားနေမယ်။သူသူကလည်းသူလူသွားမှာဆိုတော့လေကျွန်တော်တူသွားမှာဆိုတော့သူအိမ်မှာသွားနေမယ်။ဆိုတော့ဒီနေ့အိမ်ရမိကရင်းနဲ့နှုတ်ဆက်ခဲ့ဘောနော်။မျိုးကြီးပဲဘောနော်။ ကိုဗစ်ရဲ့ new normal new normal တခုလို့ပဲပြောရမလို့ဖြစ်နေပြီ။ဘာလို့လဲဆိုတော့တခါမှကိုကားနဲ့ကိုသွားပြီးတော့ဒီအမှမပြင်းစင်မူနိုင်ကြတော့ဘူးတော့ကိုကျောင်းတက်လာတယ်လေ၃နှစ်ရှိတခါမှဒီလိုမျိုးဖြစ်ဖြစ်ပေါ့နော်။ကိုဗစ်ဆိုလို့ရှိရင်တခုခုဖြစ်သွားခဲ့ပြီးရှိတော့ဒီမိသားစုနဲ့ပြန်တွေ့ရပါမလားဆိုတဲ့စိတ်တရားဆောင်ဝင်နေပေါ့နော်။ဆိုတော့ခဏကတော့တော့လည်းအဲလိုမျိုးစုပြီးတော့မျက်ရည်ဝဲနေ။မျက်ရည်ဝဲတမျိုးကြီးပဲပေါ့နော်။ ပုံမှန်ဆိုလို့ရှိရင်မိသားစုလေး၄၀ကိုလိုက်ပို့ကြရဲပြီးတော့ပြန်ပြန်ကနေပွေဖက်ကြရဲဒီလောက်ပဲပြပြရှင်ရှင်မဲ့အူချတမျိုးကြီးပဲကိုဗစ်နဲ့ကပြီးတော့ကျွန်တော်ကပြန်လို့ရှိလို့ရှိရင် level flight ဆောင်းပါနေပါနဲ့ဆိုဘယ်လောက်ကြာကြာမှပြန်လာမှာမသိဘောနော်အဲ့ဒီအချိန်တွေမှာကိုချက်တဲ့သူရှိအောင်မောက်လာပေါ့ဘာလဲဆိုဒီကိုဗစ်အတွင်းမှာချိရသူတွေအများကြီးအများကြီးကိုလည်းမျက်စိရှိမှရင်ဒီတိုင်းဆုံးရှုံးလိုက်ရတယ်ကိုဗစ်ကြီးကတော်တော်မကောင်းဘူးဒါပေမဲ့လည်းရှေ့ဆက်နေအောင်ပါပဲ ကဲ drummer ရခဏထားလိုက်ပါတော့ကျွန်တော်လည်း data set ပြောလို့ရှင်ကိုတော့မျက်ရည်တော်ဝယ်နေချောအာကျွန်တော်ကိုအာ single တောက်ဖို့အတွက် approval letter ရပြီပြီးတော့အာဗလဲ link လက်မှတ်လည်းရပါပြီဆိုတော့ဒီကြားထဲမှာ approval letter ရဖို့ရပြီးတော့ link လက်မှတ်ရဖို့ရအစွမ်းကုန်စ조사ပေးရတငယ်ချင်းတွေမိတ်ဆွေတွေပြီးတော့ agency ရအကုန်လုံးကိုအကုန်လုံးကိုအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့လောလောဆယ်ရောကျွန်တော်က အာတငယ်ချင်းအိမ်ကိုသွားနေတယ်ပြီးတော့အာသွားစီကန်းတန်းတဲ့ appointment လေးတခုရှိတယ်ဘာလို့လဲကျွန်တော်သွားရရလဲမပြောင်းခင်အကုန် check ခဲ့လို့ရတယ်ဆိုတော့ပြီးတော့ Christmas ပေါ့နော်အခု Christmas ရောက်မှာဆိုတော့ Christmas တဲ့ photoshoot လေးတခုရှိတယ်ညဘက်လေးပြီးလောက်ပါတော့ကျွန်တော်မပြောင်းခင်လေးရိုက်ချင်လို့ဆိုပြီးတော့အာရှင်းခုရှင်းပေါ့နော်ခုရှင်းရှင်းဖို့တို့ပဲပြင်မှာကျွန်တော်ပူဇာရလေးရှိရဲဆိုတော့အခုသွားနေပါတယ်အော်မင်္ဂလာပါအခုတော့ ကိုချင်းစီမှာတပွင့်ရဲလက်ပြီးွားပြီတပွင့်ရဲလို့ပြီးွားပြီဆိုတော့အခုညက10နိုင်ခွဲနေပြီကျွန်တော်ရဲစစ်ခါမှာကြောက်မြ мян လေးတော့နည်းနည်းမြ мян တော့မောင်းနေဒါပေမဲ့စိတ်ဖြစ်ပါတယ်စိတ်ပူလာနည်းသူတတ်မှတ်ထားကီလိုအတိုင်းမောင်းနေပါလေအာမိကတောင်ဖြတ်တယ်ကိုကျွန်တော်မြ мян မောင်းလာတော့ဆိုရဲစစ်မှာကြောက်တာရဲစစ်မှာကြောက်မှာကြောက်တာဆိုရဲရအများကြီးလူအများကြီးစစ်ထားမှာလေကျွန်တော်မနေ့ကကိုဗစ်တက်စတော့မှာဆိုတော့သိရမလားဟိုတခုဖြစ်သွားရင်မကောင်းလေအဲ့တော့ အဲ့ကြောင့်မို့ကျွန်တော်မြန်မြန်ပြေးနေရပါအိမ်ကိုအိမ်ကိုဆိုတငယ်ချင်းအိမ်ပေါ့နော်အခုဒီမှာအဝင်စားထုတ်ပြီးလဲပါတယ်ဆိုတော့ဒီအခုအာတက်သွေးဤတာလမ်းပေါ့နော်မတငယ်ချင်းကလည်းဖုန်းဆက်နေကြတယ်မနေ့၄နေ့ထားပြီးသွားမှဆိုတော့အိတ်ချင်ပြီးရဲ့အိတ်ချင်ပြီးဆိုတော့အေးလို့ခဏလေးလို့ငါမြန်မြန်လုံနေရယ်ဆိုပြီးအခုအပြေးလွှားပေါ့နော်အပြေးလွှားပြန်နေရချပါတယ်ဘာလို့ဆိုတော့သိရတာကျွန်တော်ဒီမှာမှန်အောင်မအပေါ်တင်တာကျွန်တော်ညဘက်ကမှောင်လို့ရှိလို့ရှိရင်ကျွန်တော်မှန်အပေါ်တင်ပြီးမှောင်တာ အဲ့ဒါလိုချင်တော့ဘယ်လိုတော့ဒါကနေပါအီးမေးလ်လမ်းပါစီအားလုံးမင်္ဂလာပါအခု NHL မှာရှင်းသားရှိပါမယ်အမောကျွန်တော်က PP surgical ground လို့ပြောလိုက်ရစီ surgical ground ပြောကြတာကမှ PP ဆိုပြီးပြောလိုက်တာဒီလိုကြီးပြောပါဟောနော်အခုညမစားနေချိန်မနက်၄နာရီပဲပါဒီ ဆိုတော့ကျွန်တော်တို့ NHL National High Level တူရင်းရှိမှာပါကျွန်တော်တယောက်ကပြောရဲမနေ့၄နာရီတောင်မှာအရောက်100ဖြစ်နေပြီမနေ့၄နာရီတောင်မှာတန်းစီကအရောက်100ဖြစ်နေပြီရဲ့အခုကျွန်တော်ရောက်လာရောလူကကျွန်တော်တိလောက်ကတကား9နာရီမှာခွင့်မှာမနေ့9နာရီမှာအခုမနေ့9နာရီရွေးရှိတယ်ကျွန်တော်အိမ်ကနေ၄နာရီကလေးထွက်လာတယ် ဒီခွဲရထွက်လာအဲ့မှာဟိုမေးကြံတစ်ခါဝင်ယူဟိုမေးကြံတစ်ခါဝင်နေပြန်ရပါတော့ဆောကြောင့် experience ရတာမနက်၄နာရီလောက်မှတော့ပါနဲ့မနက်၆နာရီလောက်တော့မဟုတ်၈နာရီလောက်မှတော့ပါ Okay ဆိုတော့ဒီကြားထဲမှာကျွန်တော်တို့က အာစစ်စစ်ချက်ဖြေရတယ်စစ်စစ်ချက်ဖြေရပြီးတော့ဘာမှလုပ်ချင်မရှိတော့ကျွန်တော်အာ vlog မရိုက်လိုက်တော့ဘူးဆိုတော့26နာရီမနက်ရောက်တာရဲ့အချိန်မှကျွန်တော် vlog ပြန်ရိုက်ဖြစ်တယ်ဘောနော်အဲ့ဒီဒီကိုပြန်လေးတီရှူပေးလိုက်ကြပါတော့တော့ဖိုင်နယ်ရောက်ခဲ့ပြီတနေ့တော့ကြာတဒါဟော ဆိုအမောင်မင်းဟိုကျွန်တော်ဒီဝင်ထဲမှာချက်ကင်ဝင်ဖို့တုန်းနေပါပြီဟာကျွန်တော် business class ဟာဆရာဒီဆက်တော့ရမ်းတယ်နော်နောက်ဆုံးမှတိုင်ပါဆရာကျွန်တော်အများကြီးနဲ့ကျွန်တော်ကျွန်တော်ထားနေပါပါတော့အခုဆိုလို့ရှိရင်အဲကျွန်တော်တို့ကအဲလင်းမောရောက်ပြီးလင်းမောတက်ရောက်ပြီးတော့တိတ်မကြပါဘူးအဲလင်းစားထွက်ပါတယ်ဆက်ကျွန်တော်လင်းစားထွက်နေပါပြီတက်နေပါပြီရောင်မျိုးရွှေနှုတ်ဆဲပါတယ်တတား ဒါတော့ကျွန်တော်အတက်ပေါ့နော်ဒီပေါ်ချာကိုရိုက်ခေရပြီပါနည်းနည်းမှချိန်လိုက်ပါအောင်ခင်ဗျာအင်းအချာကြီးတော့စီရတယ်အချာမှာကျွန်တော်တငယ်ချင်းကနောက်ခဲ့ပြီးဒီကောင်အိမ်နေအောင်နည်းနည်းဟိုကရေးထိုးဖို့တော့ရိုက်ခဲ့ပြီပေါ့နော်ဒါတော့နည်းနည်းအချင်းတစ်ခုချင်းတော့ဆိုတော့ကျွန်တော်တို့ဂိမ်းဝင်ပါကျွေးသေးဆိုလို့ရှိရင်ပထမဆုံးရေဘူးပါပါလေရေဘူးကအဲ့ဒီထဲမှာညှပ်ထားရပေါ့နော်အရင်ကလိုမျိုးဆော့မီးပါရောမပါတော့ဘူးပြရေဘူးပါလေပြီးတော့ ဆိုရင် mini box ပါပေါ့နော် mini box ကျန်တာပိုင်းပါတယ်ဆိုတော့ကျွန်တော်ပြင်ကြပါမယ် mini box ကိုဖွင့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တော်တော်ရောကတ်ထားရင်ကတ်ပြီးတော့ဖွင့်လာတာပြီးတော့ကျွန်တော်ဟာရဲ့ဒီ orange ဆိုရင်ပါတယ်ပြီးတော့ mommy ပါတယ်အာမုံနေတယ်မသိဘူးဘာမုံနေပါတယ်ပေါ့နော် sandwich တက်ပါတယ်ပြီးအစားတော့ခံတယ်ကျွန်တော် sandwich ကပြီးတော့ donut မျိုးလေးပါတယ်ပြီးတော့ဟာလည်းမသိပါဘူးအဲ့ဒါဘာလဲမသိဘူးဒါဆုံးပါနော် ဇုံးကဘာလို့ကိုပေးထားလဲ။အော်မုံချဖို့တပေးထား။ဟာကျွန်တော်လက်အိပ်ပါသွားရင်ခါလိုက်ပါတော့။ဆက်ပြန်ပိတ်ပါမယ်။ပြန်ပိတ်ပြောရဲဘာမှလုံးဆိုင်မရှိဘူးနော်။အားလုံးဆိုင်မရှိရောဘာမှလုံးဆိုင်မရှိတာပါ။ဒါပေမဲ့ကျွန်တော်ရဲ့လက်အိပ်ကတော့ပြေးသွားပြီပေါ့နော်။တော်တော်ပြေးသွားတာ။လုံးလုံးအောင်မပြေး။ဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာအရင်မဲကြီးရတခုတောင်းပြီးတော့အတက်လေးလိုက်ပါတယ်ဆင်းရည်မှာကြောက်ဆင်းမှုပြကြပါနဲ့။ Okay အရင်ပြင်းညာဆိုတော့ Netflix မှာတောင်းတာလေးကိုပဲကြည့်အောင် တော့မယ်နော်အဆင်သဘောရတော့တကယ်ဟုတ်တယ်။တကယ်မိုက်ကြဆောပြဿနာအဲ့နားထိပဲနားထောင်ရရပေါ့နော်။ထပ်ပြီးကျွန်တော်ရိုက်ထားဟာရအကုန်လုံးကအသံတွေပြောင်းနေရပါလို့ဆိုတော့ master ထဲရော face sheet ထဲရောဆိုတော့အကုန်လုံးကပြောင်းနေရဖြစ်တဲ့အတွက်ကျွန်တော်နောက်ခံစကားပြောနေပြပြပါမယ်ဆိုတော့ဆက်လက်ကြည့်ရှုပေးကြပါ။ညမှာကျွန်တော်ပြောကြတဲ့ခုရှိတာကအာကျွန်တော် immigration မဝင်ခင်ပါဘောနော်သူတို့ အဲ့ဒီဟွာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဟွာဒီလင်မွားဆင်းတာနဲ့ immigration ကိုတန်းသွားရတယ်။ဂျာထဲမှာဒီကျွန်တော် security check လုပ်တာပဲရှိရပါတော့။ဒီတစ်ခေါက်ကအဲ့လိုမဟုတ်တော့ဘူး။ဘယ်လိုဖြစ်သွားလဲဆိုတော့ security check တောင်မရှိတော့ဘူးပေါ့နော်။မရှိတော့ဘဲနဲ့ကျွန်တော်တို့ကိုဒီဟွာသူတို့အာ departure lounge တွေကိုခေါ်သွားတယ်။ခေါ်သွားပြီးရတယ်။အဲ့မှာ immigration of immigration officer ကြီးစောင့်နေရဲ။အဲ့ officer ကြီးကကျွန်တော်တို့ကိုအာဗာလဲကျွန်တော်ရဲ့လိုအပ်တဲ့ document တွေပေါ့နော်။ paperwork တွေ document တွေကိုတောင်းတယ်။ ပြည့်စုံပြီဆိုတော့မှသူက15ရောက်တစ်ဖွဲ့စီဖွဲ့ပြီးတော့ကျွန်တော်တို့ကိုအဲ immigration တတ်တုတ်တတ်တုတ်စီထွက်ပြေးရပါတော့ဆိုတော့ဒီအာဘယ်လိုပြောမလဲကျွန်တော်အရင်တော့ဆိုလို့ရှိရင် immigration ဝင်တဲ့လူတွေဆိုတည် immigration officer ရရုပ်တရားလေးအဲ့လို ရှစ်ခွက်ကျိုးရှစ်ခေါက်ကျိုးပြီးတော့လေကျွန်တော်တို့ ဖျဲစားတော့မဲ့ပုံစံကြီးနဲ့ဒါမဲ့ဒီခေါက်ကလုံးဝမဟုတ်ဘူးအားလုံးအဆင်ပြေရဲ့ is okay are you okay ဆိုပြီးတော့အမျိုးတေးချာချာပေါ့နော်ရှင်းပြပေးရဲ့ပြီးတော့ကျွန်တော်တို့ထဲမှာလည်းအဲ့လိုမျိုးအင်္ဂလိပ်စကားတိမ်မတက်တဲ့အဲ့လိုမျိုးမြန်မာ worker တွေလည်းပါတာဖြစ်တယ်ပြီးတော့သူတို့ဆိုလို့ရှိလို့ချင်တေးချာချာအေးအေးဆေးဆေးပြေးပြေးလေးလေးကိုရှင်းပြတာကျွန်တော်တခါမမြင်ဘူးကျွန်တော်စင်ဟော3နှစ်ရှိပြီပေါ့နော်3နှစ်ဆိုရင်ကျွန်တော်က3နှစ်ဆိုရင်3နှစ်အတွင်းမှာကျွန်တော်က2လတခါအိမ်ပြန်တယ်2လတခါအိမ်ပြန်တိုင်းကျွန်တော်ဟာဗာလေ အကြီးကြီးညာပေါ့နော်အဲ့လိုမျိုး officer immigration officer အဲ့လောက်ကြီးအဲ့လောက်ကြီးအဲ့လောက်ကြီးကိုရီကိုသိရမလားပြပြလဲဆက်ဆံတခါမှမတွေ့ဘူးပေါ့နော်ဆိုတော့ဒီတခါကတကယ်အထူးတွေပဲရင်းကားတဲ့ experience ပေါ့ဟိုတယ်ကိုခေါ်သွားမယ်ကားစီသွားနေရဖြစ်ပါတယ်သွားခင်မှာဒီမှာမှန်ပေါ်မှာပေါ်နေကျွန်တော်ရုပ်လေးကြည့်လိုက်ပါဒါနဲ့ကျွန်တော်တို့ကိုအာနည်းနည်းချာချာဆောင်ခိုင်းနေပါတော့ကျွန်တော်တို့ ဒီဘာလဲအထုတ်တရားပြီးကိုယ့်အကူမကင်ခိုင်းမဲနဲ့သူတို့ကိုယ်တိုင်ကဝမ်ပိုက်ထဲကိုထည့်ပေးရပေါ့နော်။နည်းနည်းနိုင်ဝတ်လောက်ဆောင်ပြီးတော့အဲ immigration officer တယောက်ပဲကျွန်တော်တို့သွားမယ့် hotel ထိလိုက်ပေးတယ်။ဆိုတော့ကျွန်တော်အခု hotel ကိုသွားနေဖြစ်ပါတယ်။အဲကားဝင်မှာလူရတယ်15ရောက်ပဲပါပါတယ်။အမှန်ဆိုရင်အယောက်40လောက်ဆန်းတဲ့ကားတွေပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့နည်းနည်းလေးပဲပါပြီးတော့ဒီ social distancing နဲ့အညီကျွန်တော်တို့ခေါ်သွားနေရဖြစ်ပါတယ်။ ုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီအာပန်ဒမစ်အတွင်းပါပေါ့နော်စင်ကာပူကိုပြန်လာတဲ့ဒီဘဝမှာလုံးဝမမေ့နိုင်မဲ့ experience ညာဆိုလို့ရှိရင်ဒီညမှာပြီးဆုံးသွားပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ quarantine က day 9ရောက်နေပြီးတော့နောက်ထပ် အာ9ရက်နေလို့ရှိလို့ရှိရင်ကျွန်တော်က quarantine ပြီးဆုံးတော့မှာဖြစ်ပါရဲ့ဒါပေမဲ့မနေ့ဖြန်သုံးမဟုတ်တစ်ပတ်ခါမှာကျွန်တော်ကအာ swab test ကိုထည့်ယူရမှာပါအဲ့မှာ negative ဆိုလို့ရှိရင်တော့ကျွန်တော်ကနောက်ထပ်9ရက်နေလို့ရှိရင် quarantine ကနေထွက်လို့ရပါပြီခင်ဗျာဆိုတော့ဒီ video လေးကိုကြိုက်လို့ရှိလို့ရှိရင်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့ပြီးတော့ဒီ video လေးကိုလည်း share လုပ်ပေးဖို့မမေ့ပါခင်ဗျာအားလုံးကြည့်တမိုင်းတတား